ဒီဗီဒီယိုထဲမှာကျွန်တော်တို့ aspirin ဆိုတဲ့သွေးကြဲသေးကြောင်းနည်းနည်းပြောကြည့်ရအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AN channel မှာကျန်းမာရေးဗဟုသုတရေးမြန်မာတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကဒီ aspirin ဆိုတဲ့ပေါ့နော်ဒီသွေးကြဲသေးကြောင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ aspirin ဆိုတာဘာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကသွေးကြဲသေးလို့သိထားပေမဲ့တကယ်တကယ်ကြတော့သူကသွေးကြဲသေးတယ်မကဘူးကြီးကအရင်ကတော့သုံးတာဆိုလို့ရှိရင် အခက်ခဲပြောက်စီအဖျားပြောက်စီဖြစ်နေတုံးတယ်ပေါ့နော်အဲသူ့ရဲ့မူရင်းနာမည်ကတော့အစီတိုင်းဆက်လက်ဆက်လက်အဆီလို့ခေါ်တယ်ပေါ့အဲ့တော့သူနဲ့ပတ်သက်တဲ့တမိုင်းကြောင်းတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ဒီ channel မှာလည်းအဲ့ဒီဓာတ်နဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်းတေချာပြ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 ီးကိုတော့ဗီဒီယိုတစ်ခုလုပ်ပြီးဖို့ plan ရှိရပါတော့အဲ့တော့အားလိုက်စောင့်မြော်အားပေးကြပါပေါ့အဲ့တော့လုံးရက်နှစ်ပေါင်း၄တော်လောက်တည်းကဒီဒီ aspirin ပါတဲ့မူရင်းနာမည်ပေါ့နော်အဲ့ဆက်လက်ဆက်လက်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာဖြစ်သုံးလဲဆိုတော့ အဖျားကြသေးဖြစ်နေတုံတယ်၊ကြိုက်ခဲပြောက်သေးဖြစ်နေတုံတယ်ပေါ့နော်။ဒီစေးပညာမှာဆိုနာမည်ကြီးတဲ့ Hippocrates ဆိုတော်ရှိရပေါ့နော်။အဲဒါကြောင့်နာမည်ကြီးတဲ့ Hippocrates အုပ်ဆိုကျွန်တော်တို့တွေဒီအများနဲ့ဆရာဝန်တွေဆရာဝန်ဖြစ်ခံဒီမှာရွတ်ဆိုရတဲ့ဟာရှိတယ်ပေါ့နော်။အဲ့တော့အဲ့အဲ့ဒီအဲ့မှာနာမည်ကြီးတဲ့စေးပညာရှင်ပေါ့နော်။သူတို့အဲ့ Hippocrates ကိုတောင်သုံးခဲ့တာ။ငွေနဲ့နှစ်ပေါင်း၄၀၀လောက်မှာ။အဓိကတော့သူကဘယ်ကထုတ်လာလဲဆိုတော့မုံမခပင်ရဲ့အခောက်ကနေပြီးတော့ဒီစေးကိုဖော်ဆက်ထားတာပေါ့။သူကဘာတက်တာနေလဲဆိုတော့ ဖျားတာတက်တာစီတယ်ကက်ခဲနာကျင်တာတက်တာစီတယ်အစစ်မြစ်ရောင်းရမ်းတာတက်တာစီတယ်အဲ့ဒါကြောင့်မို့သုံးတယ်ပေါ့အဲနောက်ပိုင်းကျတော့သူ့ရဲ့မူရင်းကွန်ပေါင်းတွေကိုသိလာကြတယ်နောက်ပိုင်းကျတော့ဒီဈေးဖြစ်နေထုတ်လာကြတယ်ပေါ့နော်အဲနောက်ပိုင်းကျတော့ဒီအစီတိုင်းဆလစ်ဆလစ် asset ဆိုပြီးတော့သူ့ရဲ့ genuine name ပေါ့နော်ဈေးနာမည်ကတော့ aspirin ဆိုပြီးတော့ပြေးရပေါ့နော်နောက်ပိုင်းတော့လည်းဒစိမျိုးစုံလည်းထုတ်လာကြတယ်ပေါ့ဗျအဲဆက်စပ်ချင်းမှာတော့ကျွန်တော်တို့ကအကက်ခဲပျောက်စီဖျားကြောက်ပျောက်စီဖြစ်နေသုံးတယ်နောက်ပိုင်းကျတော့သူသွေးကျဲစီတဲ့အာနိသင်ရှိတဲ့ခါကျတော့လေးဖြတ်တဲ့ ယောဂါရီမှာလည်းသုံးလို့ရတယ်နှလုံးသွေးကြောချင်းယောဂါရီမှာလည်းသုံးလို့ရတယ်တခြားယောဂါရီမှာလည်းသုံးလို့ရတာပါဗျာပြောရလို့ရှင်တော့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါရီမှာသုံးလို့ရတဲ့ခါကျတော့နောက်ပိုင်းကျတော့သွေးကျဲဆေးပြည့်အဓိကသုံးလာကြတယ်နောက်ပိုင်းမှာတော့ဒီအဖျားပျောက်ဆေးဖြစ်တူပါဘူးတိတ်အကြိုက်ခဲပျောက်ပြီးတော့တိတ်မသုံးလာရတော့အခြားဆေးတွေတွေပေါ်လာလဲပါတာပေါ့နော်အရင်တော့တော့သုံးတာပေါ့အော်နောက်ချက်ကတော့ဘေးရဆိုရတာများလည်းပါတာပေါ့အဲ့ဒါနောက်ပိုင်းကျတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာပါနော်ဒါကြောင့်မို့ aspirin နဲ့ပတ်သက်ပြီးမှတ်စေချင်တာကတော့ aspirin ဒီအခုချိန်မှာကျွန်တော်တို့ကသွေးကျဲပြီးဆေးဖြစ်လူသိများနေပြီမြဲအရင်တော့ ကိုက်ခဲပြောက်စီအဖျားပြောက်စီဖြစ်နေတည်ခဲ့ကြတဲ့စီတမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ aspirin ကို blue presentation နေလာတယ်ဆိုရင်အဲ့ aspirin ကလည်းပါ75 mg တော့เนาะ81 mg တော့เนาะအဲ့ဒါကြီးကျတော့ baby aspirin လို့ခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒီကောင်နဲ့အဓိကအဖြစ်သွေးကျဲစီဖြစ်သုံးတာအဲ့တော့အဓိကကိုက်ခဲပြောက်စီဖြစ်နေသုံးမယ်ဆိုရင်တော့အဲ့လောက်နဲ့အကိုက်ခဲပြောက်တဲ့အာနိသင်အယောင်ကျတဲ့အာနိသင်မရှိဘူးအဲ့ဒါတကယ်လို့အယောင်ကျနေတယ်ဆိုတော့ 300 mg ဒါမှမဟုတ်ရှေ325 mg ပေါ့နော်ပြောရင်တော့ aspirin baby aspirin ၄လုံးသာလောက်တော့မှရမယ်အဲ့တော့ပြောချင်တာတော့ဒီအဲ့လောက်ပမာဏတောက်တော့မှပဲအကိုက်ခဲပြောတဲ့ arginine ရှိတယ်အဲရင်တော့ best pro ဆိုပါဆိုကျွန်တော်တို့ဒီမှာ BBI နေရောင်းခဲ့တာရှိရောနော်အဲ့ဒါ300 mg ပေါ့နော်အခုကျွန်တော်တို့ပြင်မှာထွက်နေတဲ့ aspirin ဈေးတွေကတော့81တို့80တို့နော်75တို့အဲ့လိုထွက်နေကြတာပေါ့နော်အဲ့ဒါလေးကကျွန်တော်အဓိကအဖြစ်တော့သွေးကျဲစီတဲ့ arginine တွေပဲထုတ်ထားတာ ဲ့တော့နောက်ချက်ကသူဒီဒီနှလုံးတွေးကြောကျင်းတာတို့လေဖြတ်တာတို့အဲ့ဒါတွေအဓိကသုံးတယ်ပေါ့နော်အဲ့တော့ဘလူးတောက်လဲဆိုများသောအားဖြင့်တော့ဒီကျွန်တော်တို့ဒီ aspirin C တွေပါတယ်တော့မနက်ခင်းတိုက်တိုက်ထားရှိတယ်ပေါ့နော်အဲ့တော့ညခင်းတောက်လဲပြဿနာတော့အဓိကတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကတော့များသောအားဖြင့်မနက်ခင်းတိုက်တယ်တနေ့တစ်ချိန်ပေါ့ဗျာပွင့်လင်းပြောလို့ရှိရင်နောက်ချက်အစာနဲ့တွဲတိုက်ရတယ်ဘာလို့လဲဆိုတော့ဒီကောင်ကအစာရင်ထိတယ်တအားထိရပေါ့နော်တခြားဆေးရည်တက်ကိုသူကအစာရင်ပို့ပြီးတော့ထိနိုင်ရေပို့ပြီးတော့များတယ်သူ့ရဲ့ဗေဒွက်ဆိုးကျုံမှာလည်းအစာရင်သွေးကြောပေါက်တာအစာရင်သွေးကြောပေါက်တာပါတယ် တော့အစာရင်သွေးယိုစိတ်တာတွေပါတယ်ဗောနော်အစာရင်ရောင်ရမ်းတာတွေပါတယ်ကြောင့်ဒီကောင်နည်းနည်းလေးပြဿနာရှိတယ်နောက်ချက်ကဒီကိုက်ခဲပြောက်စီရဲ့ထုံးတန်တိုင်းဗောနော်လုံလုံကဲကဲတောက်လို့ရှိရင်ကြောက်ကတ်တွေပါတယ်ထိနိုင်နေဗောဒါပေမဲ့သူ baby aspirin dose လေးရတော့များတော့အဖြစ်ကျွန်တော်တို့ကလေးဖြတ်တာအတွက်ကာဝေးကိုသုံးတယ်နှလုံးသွေးကြောချင်းယောဂါတွေပါမှာသုံးတာဖြစ်တဲ့ကြောင့်ဗောအဲ့ဒီပမာဏလောက်ကတော့အစာရင်သိမ့်မထိနိုင်ဘူးဗောနော်ဒါပေမဲ့သို့တော်ညာလဲအစာရင်ယောဂါရှိတဲ့သူတွေကတော့ဒီ aspirin အစာဗောနော်အစာရင်ထိနိုင်ကြီးပိုနေတဲ့ သူကျဲစီအာနေတဲ့နောက်ခုရှိတဲ့ clopid လို့ခေါ်တဲ့ဒီ clopid to gray ပေါ့နော်အဲ့စီပြီးတော့များသောဖြစ်ကျွန်တော်ဆရာဝန်တွေညွန်နေညွန်တာကြည့်ရပေါ့နော်ဒီ aspirin ကတော့များသောဖြစ်တော့တနေ့တစ်လုံးပဲတိုက်ရထားရှိတယ်သို့တော်ညာလဲပေါ့နော်လေဖြတ်တဲ့သူတွေနောက်မို့ရှိရင်နှလုံးနဲ့ပတ်သက်အရေးပေါ်ဖြစ်တဲ့သူတွေမှာဆိုရင်တော့ဆေးရုံသွားကန်ဒီမှာကျွန်တော်တို့ဆရာဝန်တွေကဒီ baby aspirin ပေါ့နော်ခုန81 mg ရှိတဲ့ aspirin ၄လုံးနဲ့ clopid to gray ၄လုံးကိုဝါးစားခံပြီးတော့ဆေးရုံလွှတ်နေရှိတယ်အဲ့ဒီမှတပါပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က တတိတလုံးလောက်ပုံမှန်တောက်ရအဆင်ပြေတယ်။နောက်ချက်ကလေဖြတ်ကာဝယ်သေးဆိုရက်ွက်ထဲမှာပြောနေကြတယ်။ဟိုဆေးရီလိုက်တိုးနေကြတယ်။တကယ်တကယ်လေဖြတ်တကယ်ကာဝယ်တာဒီ aspirin ပဲ။နော်ဒီကောင်းဒီလေဖြတ်တာကိုကာဝယ်ပေးနိုင်တယ်။ဒီ aspirin ရဲ့အစီကြလေးပေါ့နော်။သွေးနှင်းစီကြသည် etovastatin လို့ပါတယ်ပေါ့နော်။ကြားဝေးကြမယ်ထင်တယ်။အဲ့ statin အုပ်စုရဲ့နှစ်မျိုးအမှတကယ်လေဖြတ်ကာဝယ်ပေးတာ။အဲ့ဒီကျွန်တော်တို့ရက်ွက်ထဲမှာလိုက်တိုးနေစီတာ paracetamol လို့ခေါ်ရစီတာအုံနောက်အားစီပဲတကယ်တော့။ paracetamol နဲ့ sibro lysin တို့နော်။ citicoline တို့အဲ့ဒါအကုန်လုံးကဒီဟာရှင်းပြလို့ရှိရင် ်ပုံတော့အားသေးပုံသားတော့ပဲရှိတယ်လေပြက်တော့မကာဝယ်နိုင်ဘူးအဲ့တော့တကယ်လေပြက်ကာဝယ်တာဒီ aspirin ပဲအဲ့တော့ aspirin ဟိုဒီလိုမျိုးကျွန်တော်တို့က presentation တွေလာတယ်ဒီလိုတောက်ရတယ်ပေါ့နော်ကိုကျမ်းမာရဲ့ပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ရတွေပဲဖြစ်ဖြစ်ဈေးကလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးမယ်ဖြစ်ဖြစ်ဖုန်းနံပါတ်3939963965 3992ကိုဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးမနေ့၆နာရီအတွင်းမှာအသေးစိတ်စုံစမ်းလေးမျှဝေရပါရှင်။ဟုတ်ပြီအဲ့တော့ Astrian ကလေးကြီးတိုက်လို့ရတာပုံမှန်တော့တိုက်လို့ရတယ်ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့အသက်18နှစ်အောက်ကလေးတွေမှာ aspirin မတိုက်ဖို့အတွက်ကျွန်တော်တို့က recommend ပေးထားကြရပါတော့။အဲ့တော့အဓိကအကြောင်းရင်းကိုကျွန်တော်ပြောပြချင်ပါတယ်။အဓိကတော့ဘာကြောက်တာလဲဆိုတော့ကလေးတွေမှာအသက်အန္တရာယ်ကြီးရဲ့ rare syndrome ကိုကျွန်တော်ကြောက်တာပါနော်။အဲ့တော့ဒီ rare syndrome ကအဓိကကလေးတယောက်က flu ဖြစ်ထားရပါနော်။နှာစည်းချောင်းသို့ဖြစ်ထားပြီးတဲ့အချိန်မှာဒီ aspirin ဆေးကိုသွားတိုက်လိုက်မိရပါနော်။ကိုက်ခဲပျောက်တဲ့အာနိသင်တွေသွားတိုက်လိုက်မိတယ်ဆိုလို့ရှိရင်အုံနောက်ထိပြီးတော့နော်အသက်တည်ဆုံးနိုင်တဲ့ဖြစ်နိုင်တယ်။ အဲ့ဒါကိုကြောက်တဲ့ကြောင်မလို့များသောအားဖြင့် aspirin ကိုခလေးမှနောက်ပိုင်းကျလုံးဝမတိုက်တော့အရင်တော့တိုက်တယ်ခုနောက်ပိုင်းတော့ session အောက်ကိုလုံးဝမတိုက်ပါနဲ့လို့တခါလေးပြောထားရပါတော့တခြားစိတ်လည်းအများကြီးရှိလာလဲပါတာပေါ့ဒါပေမဲ့ခုတော့ရှိရပါတော့မဖြစ်မနေတမ်းမဲ့ဟာရောရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီခလေးလေးမှာဖြစ်တဲ့ Kawasaki disease လို့ခေါ်တာပါတော့အဲ့ဒါကတော့အဓိကတော့ဗျာဒီသွေးခဲတွေဖြစ်တာပေါ့အဲ့ဒီကာမျိုးကြောက်လို့ရှိရင်တော့မဖြစ်မနေကျွန်တော်တို့က aspirin ကိုတိုက်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီကလည်းဆရာဝန်ကြီးကြားတဲ့နေပဲတိုက်ရမှာများသောအားဖြင့်တော့ ဒီကလေးတွေနဲ့ပတ်သက်လို့ရှိရင်တော့ aspirin တက်နိုင်မလားရှောင်မှုတွေကျွန်တော်အကျဉ်းချပေးခြင်းပါတယ်ဟုတ်ပြီ aspirin ကပန်းနိုင်ကြက်သမိုင်းမှာတတိချဖို့လိုပါတယ်ဘာဖြစ်လဲဆိုတော့သူ aspirin ရဲ့ဘေးရက်ဆိုးရိုးမှာကပန်းနိုင်ကြက်ရောဂါကိုပိုဆိုးစေနိုင်တဲ့ဆိုတဲ့ဘေးရက်ဆိုးရိုးရှိနေတတ်တယ်ရှိနေပါတော့အဲ့ဒါကြောင့်မလို့တကယ်လို့ပန်းနိုင်ကြက်ရှိရတဲ့လူကမဖြစ်မနေ aspirin တောက်ရမယ်ဆိုလို့ရှိရင်သတိထားရမယ်ပန်းနိုင်ကျက်ဝေဒနာတွေပိုဆိုးလာမယ်ဆိုဆရာဝန်နဲ့တိုင်ပေးမယ်တိုင်ပြီးတော့နောက်ထပ်ဒီ aspirin ရဲ့အစားလိုဖြစ်တဲ့ clopidogrel တွေပါတော့အခြား prasugrel တွေအဲ့လိုမျိုးယူ ရှောင်ပြီးတော့တောက်တင်တယ်ပေါ့နော်အခုကျွန်တော်ဆက်ပြီးတော့ခွဲစိတ်ကန်နေလူနာတွေအနေနဲ့ပေါ့နော် aspirin ကိုဘယ်လောက်ထိကြိုပြီးတော့ဖျက်ရမလဲပေါ့နော်အဲ့ဒါလေးကျွန်တော်ပြပြပေးသွားပါမယ်ဒီ aspirin ရဲ့အာနိသင်ကကျွန်တော်တို့ဆေးဖြတ်သွားရင်တော့မှခန္ဓာကိုယ်ထဲမှာတစ်ပတ်ကနေပြီးတော့နှစ်ပတ်လောက်ထိဆက်ပြီးတော့နေတတ်တယ်ပေါ့နော်အဲ့ဒီခါကျတော့တကယ်လို့များပေါ့နော်ဒီခွဲစိတ်ပူတာမှုလို့တဲ့အခါမှာ aspirin အာနိသင်ဆက်ရှိနေမယ်ဆိုလို့ရှိရင်သွေးမတိတ်တဲ့ပြဿနာတွေတက်လာနိုင်တယ်။ဒါကြောင့်မလို့တကယ်လို့ခွဲစိတ်ကုသမဲ့သူတွေအနေနဲ့စိတ်ချလိုက်ချဖြစ်အောင်လို့ aspirin ကို နှစ်ပတ်လောက်တည်းအောင်ကြိုးပြီးတော့ဖြတ်ထားဖို့လိုအပ်ပါတယ်။အခုကျွန်တော်ဆက်ပြီးတော့ aspirin နဲ့ဘယ်ဆေးနဲ့တွဲမသုံးတယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်။အဲ့တော့ aspirin ကလည်းကျွန်တော်အစာရင်သွေးယူတတ်တယ်။အကိုက်ခဲပြောက်ဆေးတွေမှာလည်းအစာရင်သွေးယူတတ်တယ်။ aspirin ကလည်းအကိုက်ခဲပြောက်ဆေးတွေမျိုးပဲနော်။ဒါကြောင့်မို့ဒီ aspirin တောက်နေတဲ့သူကအကိုက်ခဲပြောက်ဆေးပေါ့နော် diclofenac တို့လိုဆေးမျိုးတွေ ibuprofen လိုဆေးမျိုးတွေနဲ့တွဲပြီးတော့တခါလည်းမတောက်သင့်ဘူး။အဲ့ခါကျရင်အစာရင်သွေးယူတာပို့ပြီးတော့များစေနိုင်တယ်။နောက်တစ်ခုကစိတ်ကြစေတယ်ပေါ့နော်။တချို့စိတ်ကြစေတယ် aspirin နဲ့တွဲသားလို့ရှိရင်သွေးယူတာပိုများတယ်ဘောနော်ဒီအဆိုင်သွေးယူတာပိုများတဲ့ဆီးတွေရှိတယ်ဥမာ fluoxetine လို့ဆီးမျိုးတွေ sertraline လို့ဆီးမျိုးတွေဘောနော်အဲ့တော့ဒီအဲ့လားမျိုးတွေနဲ့လုံးဝတွဲပြီးတော့မတောက်သေးဘူးအဲနောက်တစ်ခုကတော့ warfarin ဘောနော် warfarin ကသွေးကျဲသေးပဲဒါပေမဲ့အဲ့အကောင်နဲ့ aspirin နဲ့တွဲသုံးလိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအဆိုင်သွေးယူတာပိုပြီးတော့များနိုင်ရရှိတယ်နောက်တစ်ခုကတော့ cancer ရောဂါကုသရေးနေရာမှာသုံးတဲ့ဆေးဘောနော်တို့များကြားဖို့ရမယ် methotrexate ဘောနော်အဲ့ methotrexate နဲ့ aspirin နဲ့တွဲပြီးတော့တစ်ခါလေးတောက်မှာဆိုရှင်အဲ့ aspirin ကဘာဒုက္ခပေးလဲဆိုတော့ methotrexate ကိုကြောက်ကက်ကဆွန့်ထုတ်တာကိုပွားပြီးတော့တားဆီးလိုက်တဲ့အကြောင်းလို့ခန္ဓာကိုယ်မှာ methotrexate အစိတ်တင်တာပို့ပြီးတော့များစေတယ်ဒါကြောင့်မလို့အဲ့ဆိုင်နဲ့တွဲပြီးတော့မသုံးသင့်ပါဘောနော်ကဲခုလောက်ဆိုလို့ရှင်ဒီ aspirin တောက်နေတဲ့လူတွေအနေနဲ့ aspirin နဲ့ပတ်သက်ပြီးတော့ သိရင်သိတတ်တဲ့အချက်လေးကိုသိသွားကြပြီလို့ညွှန်နေပါတယ်ဒီလိုမျိုးစေးနဲ့ပတ်သက်တဲ့ဘူးသူကဗီဒီယိုလေးကိုကျွန်တော်တို့ရဲ့ channel ရဲ့အမြင်နဲ့တောက်လျှောက်တင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ channel ကိုအမြင်နဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေတယ်ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AI channel မှာကျမရဲ့ဘူးသူတွေအမြင်နဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုချိန်ပြန်ဆောင်ကြမယ်နော်